ဖြောက်တော်လမ်းမှာစံတဝါအပိုင်းရှိမမိုးအင်းယာကိုကိုစားနိုင်ပါရဲ့လှိုင်းတာအရေးကြီးတာပါကလေးနှုတ်တိုက်နေရတဲ့မိခင်တယောက်ဟာဒါရီစားနေလို့ဖြစ်မလားဘာပဲပြောပြောကိုကိုကကျမကိုဂယူတဆိုင်ပြောလာ၍ကျမဝမ်းသာသွားပါသည်လှိုင်းချက်ဥလဲကြော်ကြော်စားပါရဲ့ကိုကိုပြီးတော့အာလူးနဲ့ပဲလဲစားတာပဲအသားလေးတစ်ခါတစ်ခါစားနေတာပဲရပါတယ်ထမင်းကတော့ဘာနဲ့စားစားစားကောင်းနေတာပဲ တခါတည်းရန်ကျမတို့ရက်ကွက်တွင်ကျဥ်ပေါ်ပေါ်ရတရာကျမလည်းစားပါသည်တမီးကိုလည်းကြွေးပါသည်ခလေးစေးယုံမှထုတ်ပြီးသောဆေးစာအုပ်နောက်ကျောတွင်ပါရှိသည် အသားငါပဲဥနွားနုံနှင့်လက်ဆက်သောတည်သည်များကို နေ့စဉ်ကြွေးပါဟူသောနိုးစော်စာထဲမှပဲနှင့်ငပြောသည်ကိုမူကျမမှတ်မှန်ကြွေးပါသည် ကိုကိုထမင်းကောင်းကောင်းမစားသည်မှကြာပြီကျမတို့ချင်းကတော့ကစားဖြစ်သည်ကလည်းများနေသည် ဟင်းကိုလည်းစိတ်လိုလက်ရမချက်တာကြာရွေးဖြစ်ပါသည်ကိုကိုအကြိုက်လေးရွေးပြီးချက်အောင်မဟု တေးထားလိုက်မိသည်မိတာကနုတ္တစာလာပြီးကမှရက်တွေလည်းအကုန်မြန်လိုက်သည်ဖြစ်ချင်းခါတိုင်းဆိုရင်လကုံမို့အတော့ကိုလက်ချိုးဆောင်ရသည် အခုတော့တပတ်တည်ပင်ဘာမှမနေလိုက်ရကိုကိုရစီယာပစံကလည်းဘာမှပြောတယ်မကြရကျမယင်ပူလာပြီမိများလာဖြတ်သွားပါလင်မောင်မဲမဲတဲ့နေရမြီထက် ရှက်လို့တရားကြီးမနေ့ကပင်ခေါင်းရင်အိမ်ကအတော်ကြီးရလဲလာမေးသေးသည်တို့အိမ်လဲမီတာကနှုတ်တက်လာတယ်လို့ဟိငါတူမတို့ရောမမှန်ဆောင်ထားသလားတကယ်တော့သူ့အိမ်ဝင်ပြီးပြီကျမတို့အိမ်ဝင်ပြီးသားဒီကိုမြင်ပြီးဖြစ်ပါလိမ့်မည်မဆောင်ရသေးဘူးတော်တော်မနှက်ဖြံမှပဲသွားဆောင်တော့မယ်တော်တော်တို့ရောဒီနေ့ပဲသွားပေးလိုက်ပြီးကွဒီလိုမှတိတခါတည်းယူသွားပေးပါရယ်ကျမဘာမှပြန်မပြောတော့ပါပြုံးရွေတာပြလိုက်သည် အခုလိုအိမ်နဲ့ရာနဲ့အိမ်နီးချင်းနဲ့နေရကမှတစ်ဖက်သားကို ပြုံး၍ပြုံး၍ပြတ်တတ်သောအကျင့်ကိုလည်းကျမရခဲ့ပြီဝမ်းနေကပါတော်ရှိမပါတော်ရှိပြီပေါ့နှစ်ဖန်ဆိုရင်ခုနှစ်ရက်ပြည့်တော်မီကိုကိုပြန်ရောက်ရောက်ချင်းထိုအကြောင်းကိုကျမပြောပြမိသည် ကိုကိုကလည်းသူမမောနဲ့ပြန်လာရင်ဤသို့ပြဿနာတွေစီး၍စီး၍ပြောတတ်သည်ကိုနည်းနည်းမျှမကြိုက် ကျမကလည်းကျမ တနေ့လုံးတအုံနွင်းနွင်းနဲ့အောင့်ဤထားရသမျှကိုတွေ့တွေ့ချင်းပြောလိုက်သည်ကြီးသာဖြစ်သည်နောက်တခါသတိထားအောင်မည်ဟုဆိုတော့လဲမိမိသွားသည်ငွေရလည်းမပြည့်သေးကွာဒါပေမဲ့ရပါတယ်ရုံးဝသွားပြီးရက်ရွှေပေးပါလို့တောင်းပန်နေရပါတယ်ကိုကိုသွားပြောလိုက်မယ်အတိလည်းရှိပါတယ်လှိုင်းပစ္စည်းတစ်ခုခုပေါင်လိုက်ပါလားကိုကိုဒါမှမဟုတ်လေကျန်တဲ့ဇီဘူးတွေကပေးလိုက်တာပေါ့နောက်မှရောက်ရပါပေါ့ဟုတ်ဘူးလား ိုကိုတော့ပြောလိုက်ပါမယ်ဆိုမှကွာကျမမမဝေမကြတော့လဲဘာမှမပြောတာတော့ပါကိုကိုဒီဒီလိုအိမ်မှုကိစ္စလေးများတွင်ဝရိယနဲ့တက်သူမို့ရုံးကိုတော့ပြောမည်ဆိုဒီကို ကျမမယုံရဲပါ ကိုရိုင်းသာတော့လိုက်ချင်တော့ဒီနောက်နေမနဲ့ရုံးကိုထွက်သွားသည့်အချိန်မှစ၍ကျမမနေမထီထိုင်မသာဖြစ်နေပါသည်မိဖြက်မည်ဆိုရင်ဘယ်နေရာက လာဖြက်မှာပါလဲအိမ်ကိုလာပြီးဖြတ်တော့ပြစ်သွားမှာလားအင်းရှိမှခြေတန်လိုလိုကြတိုင်း လိပ်ပြန်လန့်နေမိသည်ကားတစင်းတလေးဖြတ်သွားလင်လဲအင်းရှိမှရက်လိုက်ပြီးဟုထင်နေသည်တနေ့လုံးတစီ၆ခံရသလိုဖြစ်ခါစောက်တရမရတော့ပါညနေကိုကိုပြန်လာတော့မှပဲရှင်နေကအလုံးကြီးကျသွားပါသည်ငွေပါတစ်ခါလေးဆောင်ခဲ့သည်တဲ့ကိုကိုကပြေစာစာရွက်ကိုရောက်ရောက်ချင်းကျမလက်ထဲဆောင်ထဲသဖြင့်ကျမမှာဝမ်းသာသည့်တိုင်အတော်ပင်ဂတိကအောက်ဖြစ်သွားရပါလေသည်ဟေး လိုင်းထိတ်ခေါင်တင်ရင်တကားဖွင့်စမ်းမအောင်ကွာဒီအတန်နဲ့ဒီအခေါ်လေးကို ကျမအမြဲတရိယာနေပါသည်ကြည်မေဦးပင်ဖြစ်ရမည်ကျမကသမင်းစားနေရာမှာအပြေးလွှားသွား၍တန်စကားတကားကိုဖွင့်လိုက်သည်ကြည်မေဦးပါလားဩတီတန်တွေလဲပါတယ်နော်ဘာလုပ်နေရလဲကွာသမီးရော သမီးအိတ်နေတယ်လေသူအိတ်တုံသမင်းစားရတာကိုဟွန်းခုမှသမင်းစားတယ်၁၂နာရီတောင်ကြော်နေပြီအေးကွာထိုင်ကြအောင် ိုလက်စေးလိုက်အောင်မယ်ပြီးအောင်သာစားပါကွာသူ့ကိုဝမ်းတာစီရပြရမယ်တခုခုကြွေးဖို့သာပြင်ထားကျမသည်ထမင်းဝိုင်းကိုအရင်ပြေးသိမ့်ပြီးမှလက်ကိုစေးလိုက်ရသည်ဟင်းရွက်စိမ့်စိမ့်ကိုအလွန်မုန်းသောကျမတယောက်ဟင်းနုရေကျော်တစ်ခွက်ထဲနှင့်ထမင်းစားနေသည်ကိုမြင်လျင်ကြီမီဦးအံ့ဩမည်လားစိတ်မကောင်းဖြစ်မည်လားမသိပေကဲပြောစမ်းဘာကြောင်းလဲတင်ဖြူပေါ်ရင်ကြုံကြုံလေးတွေထိုင်နေသောသူတို့နှုတ်ဦးကိုကြည့်ပြီးကျမကမေးလိုက်မိသည် ဒီမှာဗာလဲကြည့်စမ်းစာအိတ်တအိတ်ဖြစ်ပါသည်အညိုရောင် စာအိတ်ရှိရှိပေါ်တွင်အစိုးရကိစ္စဟု၍မြင်လိုက်ရသဖြင့်ကျမရင်ထဲတွင်ဒိန်းငနေဖြစ်သွားမိသည် ပြီးစမ်းပြီးစမ်းအလောက်ခန့်စာထင်နေအမေအမေခန့်စာတဲ့လှိုင်တို့ကတော့အပိုင်မဲဟိကျမသည် ပထမဆုံးရီးစားစာအပေးခံရသော အပြိုပေါက်လေးကဲ့သို့တုံရီသောလက်များဖြင့်စာအိတ်ကိုဖွင့်လိုက်ရပါသည်အော်အင်တာဗျူးခေါ်ရစာပဲ ျမထင်သလားဝမ်းသာစရာမဟုတ်သေး၍အားလျှော့သွားပါသည် ကျမအဆောင်လိပ်စာဖြင့်အလုလျှောက်လွန်များတင်ထားရာ အခုတမဝရမဦးစည်းဌာနမှလူရဲစစ်စေးရန်ခေါ်သည့်စာကိုတခန်းနှင့်နေခဲ့ရသောជីမီဦးက လာပေးခြင်းဖြစ်ပါသည်အင်တာဗျူးတွေလည်းဖြေရလွန်လွန်ဖြေကျင်တော့ပါဘူးကွာစောက်တွေပြန်ဖတ်ရလည်းစိတ်ညစ်ပါတယ်သတင်းစာတော်ကိုအောင်မဖတ်ချင်တော့ဘူးကွာစိတ်ပြက်ပြက်နဲ့ကိုရောဘာမှမကြွေးတော့ဘူးဆိုပါတော့ ဟုတ်ကွာကျွေးမှာပါကော်ဖီတောက်ကြနော်နို့စီနဲ့တော့မဟုတ်နို့မုတ်နဲ့ပဲဖြော်မှာရပါတယ်ကွာတမီးနို့မုတ်တွေတော့ကုံတော့မှာပဲကျမကသူတို့ကြိုက်ပြီးမဟုတ်တော့လဲတခြားကျွေးစရာမရှိတဲ့ဖြင့်နို့မုတ်နဲ့ကော်ဖီဖြော်တတ်ရပါသည်ကောင်းသားပဲကွာစိတ်စိတ်လေးဒါနဲ့လှိုင်ဝင်ကိုအကြံတစ်ခုပေးမယ်ယူယောကမကြီးကအရင်ကပြန်တန်းဝင်အရာရှိတူပဲဆိုကွာအဲ့ဒါမင်းအလို့အတွက်တယောက်ယောက်ကိုပြောခိုင်းပါလား အေးဟုတ်သားပဲဘသူ့ကိုပြောခိုင်းရမလဲဆိုင်ရဆိုင်ရဘောကဘသူတွေပါတယ်ဆိုတာကိုမေးပေးမယ်အကိုပါတယ်ကျေးဇူးရှင်မကြီးရဲ့နောက်ဆုံးမရရင်လည်းကို့အကိုပြောခိုင်းပေးပါမယ်ကောင်းပါပြီကွာမင်းရောဘာမှမလုပ်သေးဘူးလားကိုဒီနေ့အောင်ရင်ပြီးပြီလေအကိုက foreign office မှာသင်ပေးမယ်လို့ပြောတယ်မင်းအတွက်တော့အားလုံးပြည့်စုံနေတာပဲနော်မပြည့်စုံတာရှိပါသေးတယ်ကွာဘာများလဲအချစ်ရေပေါ့ ဂျီမေဦးကတီတာနယ်ကိုကြည့်ကပြောလိုက်သည်ဒါတော့မင်းဟန်ရွေးလွန်းတာဟုမင်းသာတီတီတန်းတန်းနဲ့တရားရောက်ကိုတတ်မှတ်လိုက်မယ်ဆိုရင် အချစ်ရဲ့လည်းအဆင်ပြေသွားမှာပဲတီတာနယ်ရွှေမှာဖြစ်နေ၍ကျမစကားကိုချင်း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 ပြောလိုက်ရသည် ထိုအခါသမီးကအိမ်ယာမှနိုး၍ငိုနေသည်ဂျီမေဦးသည်သမီးကိုယူချီကချောက်မြူသည် ကိုလဲလေသူ့လူသားနဲ့သမီးနဲ့နေချင်ပါသေးတယ် ကိုကတော့မေဦးတို့လိုလွတ်လွတ်လပ်လပ်ပြန်နေချင်နေပြီជីမေဦးတို့ပြန်သွားပြီးမကြမီကိုကိုပြန်ရောက်လာသည်ကိုကိုနှင့်အတူအမျိုးသားတဦးနှင့်အမျိုးသမီးတဦးတို့ပါလာသည်ဟွန်းကိုကိုအစိုးရပြန်လာတယ်ဟုတ်တယ်လိုင်းကိုကိုတငယ်ချင်းတွေပါလာလို့သူတို့ကျမတခါမှမမြင်ဘူးပါအမျိုးသမီးဒီကျမကိုမတိမတာချီပြီးအင်ကိုမျက်လုံးတစ်ချက်ဝေး၍အကဲခတ်လိုက်သည်ဒါကိုကိုတို့ရုံကကိုမြင့်အောင်နဲ့ ခုရင်မဲသူတို့လက်ထက်လာကြတာအဲ့ဒါကိုကိုတို့တော့လိုပဲပေါ့ကွာအိမ်မှာခဏနေခြင်းလို့ဩဟုတ်လားရပါတယ်ရပါတယ်လွတ်လွတ်လပ်လပ်နေကြပါကျမကကိုချင်းစာစိတ်ဖြင့်လိုက်လိုက်လေးလေးပြောမိပါသည်ကိုကိုကကျမကိုအိမ်ထဲအသာမြစ်စာပြည့်၍ခေါ်ခဲ့ပြီးတူတူလေးပြောသည်အိမ်မှာဘိုင်းချက်ထားလေးလိုက်သူတို့အတွက်ကောင်းကောင်းမွန်မွန်ချက်ကျွေးလိုက်ပါကွာညနေအတွက်တော့ပစွန်စိတ်ကလေးတွေငပိချက်ချက်ထားတယ် နောက်မှဈေးသွားရမှာဆိုတော့မနဲ့ကြမှာပဲကောင်းကောင်းချက်ကျွေးတော့မယ်လေဟာမဟုတ်တာလှန်ရလေညနေတစ်ခေါက်သွားလိုက်စမ်းပါဦးကျမမှာကမာရွတ်ဈေးကိုတစ်ခေါက်ပြေးရပြန်ပါသည်တနည်းဈေးဖို့၃လေးချက်သာသုံးနိုင်တော့ကျမမှာဧည့်သည်အတွက်ဟင်းကောင်းကျွေးကောင်းချက်ကျွေးရမည်ဆိုတော့အုံနောက်ပင်ချာချာလဲသွားရပါသည်နောက်မှဖြစ်လို့ရဖြစ်စီတော့ဘုကိုမိတ်ဆွေဖြစ်နေ၍ဝတ်တရားကြည်အောင်ပြုစုရပြီးဦးတော့မည် ကျမမျက်စိထဲတွင်တော့ရွှေနှန်းကြိုးလေးများကွတ်ထားသော ပလဲနှကက်လေးကိုပြေးမြင်ရောက်နေလေသည်ဒီအတိုင်းဆိုရင်တော့ကျမတစ်ထားတဲ့ရှိတံပချုပ်လေးထဲမှာနေ၍ပို၍လုံကြုံသောတတိယမှာပလတ်စတစ်အိတ်ကလေးတွေရောက်มาတည်ချနေပါပြီကိုကိုကတော့ဝိတ္တရားကြီးကြီးပြုစုနေသည်ညအရာဝင်တော့ကိုကိုကညာကစားဇနီးမောင်နှံကို အတွင်းကန်းကရင်ပေါ်တွင်တိတ်ချင်သည်ဟုဆိုသည် ကျမတို့က အင်းရှိခမ်းမှာထွက်ရသည်ခေါင်းရင်အိမ်မှာခြံတော်တစ်လုံးငားရသည်ကျမတို့တော့ငါထက်တော့သူတို့မှာပို၍အဆင်ပြေပါသည်အဆင်ပြေလွန်း၍လာမသည်သူတို့တတော်နေမပြန်ကြပါတလကျော်မြတ်ကြာလာပြီဆိုတော့ကျမစိတ်ညစ်လာရပါသည်တကယ်တော့ကိုကိုနဲ့ကျမတို့နှစ်ယောက်လုံးမှာမိษွေအပေါင်းအသင်းကို ခင်တွေ့သူများဖြစ်ကြပါသည် ကိုကိုဆိုရင်ကျမအပေါင်းအသင်းများကိုမကြာခဏကျွေးမွေးပြုစုခဲ့ဘူးသည် ကျမတို့ချစ်သူဘွားကကိုကိုဒီကျမတငယ်ချင်းတပြုံတမကြီးကိုပင်ရုပ်ရှင်ပြသည်မုတ်ကြွေသည်သွားလူရလိုက်ဖို့ပေးတတ်သည် သူတစ်ပါးကိုကြွေးမွေးပြုစုရလင်ကျမတို့ပျော်တတ်ခဲ့ပါသည်အခုအစဉ်မသိ၍အခိုက်အတန့်လာရောက်ခုလုံရသော ကိုကိုမိတ်ဆွေများကိုကျမမညူဆူသင့်သည်မှာအမှန်ပါတို့တိုင်အောင် အောင့်ဤတီးခံနိုင်ခြင်းကမစွမ်းတော့ပါ၍ကိုကိုမလိုလားသောစကားများကိုပင်မိုက်မဲစွာပြောပြခဲ့ပါသည်ကိုယ်ရဲ့ ။အင်းရကံပဲခဏလျှောက်ရအောင်။ကျမကိုကိုကိုစကားပြောချင်၍အပြင်ခေါ်ထုတ်ခဲ့ရသည်။ကျမတို့ချစ်စကားဆိုနေကြကံမောင်ထက်ဝဲယခုတော့ပြဿနာတက်ရချီပြီ။ကိုကိုဧည့်သည်တွေကလည်းဘလို့လဲကိုကိုလှိုင်းတော့စိတ်ညစ်လာပြီ။လှန်ရလေကွာအဆင်မပြေလို့လာနေရတာကိုချင်းစာမှာပေါ့သူတို့အိမ်ကလည်းပြန်ခေါ်နေပါပြီမတက်ကတပတ်လောက်ပဲနေတော့မှာဒီရင်စကားကိုဖြတ်လိုက်ရင်ဖြစ်တော့လေ ရှင်နေရှိသည်များထုတ်ပြောခြင်းတော့ကျမကဆိုက်ပြီးပြောမိပါသေးသည်။လှိုင်းတို့မှာပတ်စံလည်းအများကြီးကုန်သွားပြီးအကျွေးလက်ကျင်နေပြီ။အင်းလေဒါရီပြောမနေပါနဲ့တော့ပြန်ကြတော့မှာပါဆိုနေမှပြီးတော့ကိုကိုကလည်းအရေးအခြေဘာမှမသိဘူး။အဲ့တဲ့ရှိလို့ဟင်းခွက်လောက်အောင်ထည့်ထားရင် ကိုကိုကအများကြီးစားပြတော့လှိုင်းမှာဒုက္ခရောက်နေရတာ။ဒီတခါတော့ကျမစကားလွန်သွားပါပြီ။ကိုကိုမျက်နှာသည်မဲသွားကရုတ်တရက်တင်းမာသွားသည်။ ကျမကိုကျမလည်းနောင်တရမိကစိတ်မကောင်းဖြစ်သွားရပါသည်။ကဲလိုက်တော်ပါတော့ကွာမင်းအိမ်မှာမထားနိုင်ပြန်လွတ်လိုက်တော့မယ်ဟိငါလည်းပြန်မလာတော့ကဲကိုကိုသည်စိတ်ဆိုးမှန်ဆိုးဖြင့်ရှိမှတယောက်တည်းဆင်းသွားပါသည်။ကျမဒီသားကမောင်ထပ်မှတယောက်တည်းမျက်ရည်ကျကကြံခဲ့ရသည်။ချစ်သူဘွားကကျနာမှုလေးတွေကိုတတိယသည်ရဲ့လားအင်းရရဲ့ဟင်းမိလိုက်မိုးချုံမှာဘာလာလောက်တာလဲ။ အိမ်မပြန်မင်းအဆောင်ကိုဝင်ခဲ့တော့ကျမကို မျက်မြတင်းကတအံ့တော်မေးလိုက်သည်ကျမကဘာမှမပြောပဲသူ့အိမ်ရာထက်တွင်မျက်နှာအက်ခါရှိုက်ကြီးတငင်ငိုကြွေးလိုက်ပါသည်ဘလို့ဖြစ်လာတာလဲဟဲ့ကိုကြည်တာနဲ့ရန်ဖြစ်လာသလားသမီးရောသမီးသမီးသမီးကိုသွားခေါ်ပေးပါမျက်မြရဲ့သမီးဘာမှလဲဘာလို့သွားခေါ်ရမှာလဲလှိုင်းမပြောင်းလားဟုတ်အောင်မပြောင်းခြင်းသမီးခေါင်းရဲ့အိမ်မှာရှိတယ် သမီးကိုခေါ်ပြီးလှရုံဘူတာရုံလိုက်ပို့ပြီးဟုတ်တော့ဘယ်သွားမလို့လဲဘကိုးကိုပြန်မယ်။အိုးကွယ်လှရလေခလေးကြနေရပဲလာခဲ့ကိုပြန်ဖို့ပေးမယ်။အိုးမပြန်ချင်ပါဘူးလို့ဆိုနေမှပဲ။လှရလေကွာတပြင်းကိုချီတာကိုသွားခေါ်မယ်သူများတွေသိရင်ရှက်စရာကြီးလှရခုတော်ရိပ်မိကုန်တော့မယ်။လိုက်မပြောင်းခြင်းမြမြရဲ့တိတ်ဆိတ်ညစ်တာပဲကဲကွယ်ဒီလိုလို့ ။တမီးကဟိုအတော်ကြီးကိုတိတ်ခင်နေတယ်မဟုတ်လား။လိုင်ဒီညအဆောင်မှာအိတ်မယ်လို့ကိုသွားပြောလိုက်မယ်။လိုင်နှစ်ပြန်အင်တာဗျူးပြရမယ်ဆိုချီမေရူကပြောလိုက်တယ်။ဒီတော့စားချက်နေတယ်လို့ကိုပြောလိုက်မယ်ဟုတ်လား။မသိဘူးကွာစိုက်တယ်လို့လို့မြမတင်းဒီတငယ်ချင်းကောင်းပီတာစွာအင်ကိုသွား၍စီစဉ်ရှာပါသည်မိလိုင်ကခလေးဆန္ဒကိုဧည့်သည်ရီရှိတော့အိမ်မွားဆင်းလာရတယ်လို့ဧည့်သည်ရီရဂျေမီကိုမိတင်နေမျက်နာမကောင်းကိုကတော့ ကောင်းအောင်ကြည့်ပြောခဲ့ပါတယ်ကိုကြည်သားလည်းအဲ့မှာဆိုတော့သူစာကြည့်ရတာပေါ့တဲ့သတင်းစာအဟောင်းတွေနဲ့ပညာပေးစာအုပ်တွေပေးလိုက်တယ်ရော့သို့တော့ထိုညကကျမစာတလုံးမှမကြည့်ဖြစ်ပါဘသူနဲ့မှလည်းစကားမပြောတော့ပဲအိပ်၍သာနေလိုက်သည်သမီးကိုလည်းတရိယာနေသည်ကိုကိုကိုလည်းစိတ်ဆိုးသည်တကယ်တော့ကျမတို့လူပြတနာမှာဒီတစ်ခုတည်းမဟုတ်ညလက်တက်ကလေးပေါင်းများစွာပေါင်းစု၍မြင့်ကြီးတဲ့စီးဝင်သလိုရှင်နှဲတွင်မဖြစ်ရှင်းနိုင်သေးသောပြဿနာများစွာမှာ ေါက်ဖွားလာခြင်းဖြစ်ပါသည်ဒီနေ့အင်တာဗျူးဖြည့်ပြီးချင်း ကျမအိမ်ပြန်သွားပါသည်အိမ်တွင်မိသူများမရှိတော့ပါကျမသည် သမီးစီတို့ပြေးပြီးသမီးကို ဖက်ကငုံမိသည်ဟက်ကောင်မလေးအော်တဲလဲခတ်တာကိုလင်းနဲ့မရဆိုတာဒီလိုပဲဟဲ့အခိုက်မသိတဲ့အခါအတော်ကြီးကကျမကိုနှစ်သိပ်ပါသည်လင်းမရရင်ဖြစ်တာဘာမှ မထူးဆန်းဟူသောသဘောဖြင့် ရေမောနေပါသည်ညီသမီးကဖြင့်မအီတော်တတိယရေလားမသိဘူးအိတ်လိုက်တာတိုးလို့ငါလည်းထမင်းကျွေးတာပြီပြီကျေးဇူးတင်ပါတယ်တော်တော်ရဲ့လိုက်မှာတော်တော်လို့လို့အင်းကြီးချင်းကောင်းရှိလို့တယောက်တည်းနေလို့ဖြစ်တာပါနှုတ်မဝင်ဒီကလေးတယောက်နဲ့ဘဲမှသွားနိုင်မှာမဟုတ်ဘူးကိစ္စမရှိပါဘူးအေးငါတို့လည်းကလေးကိုတန်ယုံစင်ရှိနေပြီဒါနဲ့ညီအလုပ်ရတော့မယ်ဆို အခုမှဖြေတာတော့ရှိပါသေးတယ်ရပါလိမ့်မယ်သူ့အဖေကိုပြောထားတယ်တဲ့ ောင်ကြည်တန်ညနေကပြောတယ်သူခမလည်းမျက်နာမကောင်းရှာဘူးခဲခဲပြန်တော့ထမင်းလေးပါလေးချက်တောင်းသက်နလွန်သီးတွေတီးနေပြီငချောက်ယိုလေးနဲ့ကလိုင်းချက်ပါလားကျမသည်ထမင်းကိုစိတ်ရှည်လက်ရှည်ချက်ကကိုကိုပြန်လာကိုစောင့်နေပါသည်ကိုကိုခမသူ့မိဆွေတွေကိုအတော်မျက်နာပူမှာပဲဟူတွင်နောင်ထရကစိတ်မကောင်းဖြစ်နေမိသည်နောက်ကိုဗာပြေတနာပဲရင်ဆိုင်ရရင်ဆိုင်ရတယောက်တည်းခါစီးကခံတော့မီကိုကိုကိုနားမပူတော့ဟုလဲဆုံးဖြတ်လိုက်မိသည်သို့တော်ထိုညကကိုကိုပြန်မလာပါ ကျမကိုစိတ်နာသွားပြီထင်ပါသည် တကယ်တော့ကျမအိမ်မပြန်လာရဲ့လားပြန်မလာရင်အဆောင်ကိုလိုက်ခေါ်ရမလားဟုတွေးတော့ကစောစောပြန်လာလိမ့်မည်ဟုကျမထင်သည်အခုတော့ကျမတယောက်တည်းဆီရှိလက်ရှိငိုကြွေးရင်းဖြင့်သာတညတာကိုပင်ပန်းကြီးစွာကုံလွန်ခဲ့ရပါချီပြီ။